ကျမ်းမာရေးသုံးသပ်ချက်တွေအရလေရုညဉ္ဉံမှုဟာလေပြင်းဝေဒနာခံစားရတဲ့အကြောင်းရင်းတွေကအဓိကအကြောင်းရင်းတစ်ခုဖြစ်လာတယ်လို့ AFP သတင်းဌာနရဲ့ဇွန်လ10ရက်နေ့သတင်းတရအရသိရှိရပါတယ်။လေပြင်းဝေဒနာခံစားရတာကြောင့်အသက်ဆုံးရှုံးရတာနဲ့ကိုယ်နဲ့အင်ကမတန်မဆွမ်းဖြစ်တာတို့ဖြစ်ပေါ်နိုင်ပါတယ်။လေပြင်းဝေဒနာခံစားရခြင်းရဲ့အဓိကအကြောင်းရင်းတွေဟာစိတ်လိတ်တောက်တုံးတာအဝလွန်တာနဲ့သွေးတိုးရောဂါရှိရာတို့ကြောင့်ဖြစ်ပါတယ်။ ဒါအပြင်နေရုညဉ့်ဉမ်းမှုရဲ့အကြောင်းရင်းတွေဖြစ်တဲ့အိမ်တွင်းထမင်းဟင်းချက်ပြုတ်တာနဲ့မော်တော်ကားတွေကနေထွက်ရှိလာတဲ့အငွေ့တွေဟာလည်းနေရုညဉ့်ဉမ်းမှုရဲ့အဓိကအကြောင်းရင်းထဲမှာပါဝင်နေပါတယ်။အပြည်ပြည်ဆိုင်ရာလေးလာစုံစမ်းသူတွေကနိုင်ငံပေါင်း188နိုင်ငံရဲ့1990ခုနှစ်ကနေ2023ခုနှစ်အတွင်းကလေပြင်းဝေဒနာခံစားရခြင်းရဲ့အဓိကအကြောင်းရင်းတွေကိုနောက်ထပ်လေ့လာမှုတွေနဲ့ပေါင်းပြီးစာရင်းပြုစုခဲ့ပါတယ်။ဒီလေ့လာချက်တွေအရာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလေဖြည့်ဝေဒနာခံစားရတာရဲ့ရာဂိုင်နှုန်းတော်တော်များများဟာလေရုညဉ့်ဉန်းတာကြောင့်ဖြစ်တယ်လို့နယူးဇီလန်အော့ကလန်နည်းပညာတက္ကသိုလ်ရဲ့ပါမော့ခဘယ်လရီဖေးကင်ကပြောကြားခဲ့ပါတယ်။လေဖြည့်ဝေဒနာကိုနှစ်စဉ်လူပေါင်း15သန်းခန့်ခံစားနေရပါတယ်။ အဲ့လိုယောဂခန်းစားနေရသူတွေက6တန်းခန့်ဟာတေဆုံးခဲ့ကြပြီး9တန်းခန့်ဟာအမြင်အာရုံနဲ့အကြားအာရုံချိုးရင်းတာစိတ်ကစင့်ကလေးဖြစ်တာတွေအပြင်ကိုယ်လက်အင်ကမတန်မဆွမ်းဖြစ်တာတွေကိုပါခန်းစားနေရတယ်လို့ AFP သတင်းအရသိရှိရပါတယ်။